ဆိုင်ဖွင့်ပြီးနိုင်ဝက်45မိနစ်အတွင်းဆိုအကုန်ကုန်ပြီခင်ဗျာအာသူကကျွန်တော်တို့ခင်းပြီဆိုတာနဲ့ပထမတက်တော့လောက်ပါတယ်အကုန်ကုန်သွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဆိုင်ရဲ့နေ့တိုင်းသူဟိုကုန်နေဟာပေါ့နော်ဟုတ်ကျွန်တော်တို့ကိုယ်တိုင်ညှိရတဲ့ပိုင်းတွေအများကြီးပဲအာဘာလို့လဲဆိုတော့နှစ်ယောက်ဆိုရင်တယောက်မဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့အိုင်ဒီယာတွေဆိုရင်မှဘူးကိစ္စတွေကအဆနောက်ပေါင်းကိတ်ထဲတာအဆုံးကျွန်တော်တို့နှစ်ယောက်အရင်ဆုံးညှိရတယ်ညှိရတယ်ဆိုတော့ဟိုအလုပ်လေးအများကြီးတယ်ဖိစီးမှုတွေလည်းရှိတော့နှစ်ယောက်သားအဲ့လိုပဲအဆင်ပြေတယ်လည်းမပြေတယ်လည်းပေါ့နော် ။တခြားတို့ခေါ်တော့ဆင်တော့ရပြည်ပါတယ်။ကျွန်တော်နာမည်ကတော့မျိုးမရအောင်ပါ။မျိုးဆက်တာပါ။ဟုတ်။ဆိုင်နာမည်ကတော့မိုတိုပါခင်ဗျာ။ဟာလွန်ခဲ့တဲ့ဟိုရှစ်လပိုင်းလောက်ကစခဲ့တဲ့ဆိုင်ကြီးပဲเนาะအဲဒီမှာကျတော့ signature ကတော့ဒွင်းရင်ပေါ့เนาะဒွင်းရင်ပြီးသွားလို့ရှိရင်လူကြိုက်အများဆုံးကိတ်တွေကတော့ avocado ကကိုနဲ့သမွေရန်ကကိုနဲ့ပြီးသွားလို့ရှိရင် tiramisu chocolate strawberry blueberry အဲအဲ့ item တွေကတော့နှိမ့်ရန်ရနိုင်တဲ့ item တွေပေါ့เนาะ ပြီးတော့ကျွန်တော်ဆိုင်မှာအခုဆိုရင် cheese bun chocolate bun ပေါင်မုတ်နဲ့ပတ်သက်တဲ့အဟာတွေလည်းအကုန်လုံးပြန်ထွက်လာပြီเนาะဟုတ်မမနဲ့အဲကျွန်တော်တို့ကပတ်ဆက်စုမယ်ဆိုပြီးထားတာပေါ့เนาะ၄သိန်းခွဲอ่ะအဲ့ဒါလေးကိုကျွန်တော်တို့ရွှေဝယ်ထားမယ်ဆိုပြီးလုပ်လိုက်တာအားနဲ့ရွှေမိုးရဲ့ဖြစ်ပဲနဲ့အဲ့၄သိန်းခွဲကိုဒီမုတ်လုပ်ငန်းစဖြစ်သွားတယ်ပေါ့เนาะအဲ့ဒီကနေ၄သိန်းခွဲနဲ့စရတယ်ဆိုပြီးတော့ထင်ပါတယ်ပေါ့เนาะဟုတ်ရှေ့မှာကျတော့မမကျတော့အာဟိုပါပေါ့ decorator ပေါ့เนาะကျွန်တော်ကျတော့ habit ပါပေါ့เนาะကျွန်တော်နှစ်ယောက်ကဒီဇိုင်းထဲမှာတူတူချရင်းနဲ့အဲ့လိုစိုက်ပါပေါ့เนาะ အရင်အရှိပိုင်းမှာလည်းကျွန်တော်တို့ကဒီအလုပ်နဲ့ပဲပတ်သက်ပြီးတော့ကြွမ်းကျင်ရှိထားတဲ့လူတွေပေါ့နော် experience ဆိုလဲဒါတော်တော်များများရှိထားတဲ့လူတွေမလို့ကိုကျွမ်းတဲ့ပညာနဲ့ကိုပိုင်စီးပွားရေးပြန်လုပ်တဲ့တဘောပေါ့နော်ပျော်ဝါဒနာလည်းပါဝါဒနာလည်းပါတယ်ပေါ့ပျော်တယ်ဆိုရဲအားကြောင့်မလို့ပါဟုတ်လဲဘယ်ဆက်ချောင်းလိုက်ဟုတ်ကျွန်တော်ဒီပေါ့နော်ကျွန်တော်တို့ကလမ်းမပေါ်မှာဖွင့်မယ်ဆိုတော့ကျွန်တော်ဘတ်ဂျက်လည်းစီးရမယ်ပြီးတော့လှလည်းလှရမယ်ဆိုတဲ့ဟာမှာကျွန်တော်စဉ်းစားတော့ကျွန်တော်လေ့လာရင်းလေ့လာရင်းနဲ့နောက်ဆုံး Pinterest မှာအဲ့လိုအဲ့လိုတက်သေးလေး mini လေးတွေတွေ့ရပေါ့နော် ပြီးတော့ကျွန်တော်တို့များနဲ့မတူတဲ့ idea မျိုးလည်းထုတ်ချင်တာဖြစ်တဲ့အတွက်အဲအဲ့လို design လေးကိုစပြီးရွေးချယ်နေပါတယ်เนาะအားလေးကလည်းမထင်မှပဲနဲ့လူကိုတိလာစီရေပေါ့เนาะဟုတ်ပြီးတော့ဒီငါတို့အစုသုံးတဲ့ဘူးတွေနဲ့စထားရင်လုပ်ပြည့်နေရတာမတူဘူးမတူဘူးပေါ့เนาะဟုတ်ပြီးပြီးကဝယ်မရဘူးအခုနောက်ပိုင်းကျတော့ဟိုဝင်လိုက်ပြက်လိုက်ဆိုတော့အခုရားရဲ့ဘူးလေးတွေနဲ့လှတယ်လို့ဒီထက်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 ပြီးတော့တင်လာပြီးတော့လုပ်ရတယ်လုပ်ရတယ်ပေါ့เนาะကျွန်တော်တို့ကဟို မရှိတဲ့ဟာကိုမှအကောင်းဆုံးပြန်ပြီးတော့လုပ်နိုင်အောင်လောက်အောင်ပေါ့နော်အဲ့လိုလေးတီထွင်ရတယ်ပေါ့နော်တကယ်တရားကတော့ဟုတ်အာဘတ်ဂျက်စီရဲဆိုတော့ကျွန်တော်တို့ဟိုတနိုင်တလောက်ဟိုကန်စတမာတွေကိုပြန်ချိပေးတဲ့နေပေါ့နော်ဟိုဥမာမလိုအပ်တဲ့အသုံးစိတ်တွေကိုကျွန်တော်တို့ကရှောင်နေပေါ့နော်ပြီးသွားလို့ရှိရင်ဟိုဝယ်တဲ့ PC တွေအားစကျွန်တော်တို့ထိုင်းနေမှာကိုယ်တိုင်သွားပြီးတော့နှစ်ယောက်စလုံးကိုယ်တိုင်သွားပြီးအဖေမန်းခံအဲ့လိုဝယ်ပြီးမှကျွန်တော်တို့ကဘတ်ဂျက်စီအောင်လုပ်ထားရပေါ့နော်အာတခြားဟိုဥမာပေါ့ပြီးတော့လေအမြတ်အများကြီးမယူထားတာပေါ့နော်ကျွန်တော်တို့ဆိုတာတော်တော်မမြတ်တဲ့နေရာမှာပါတယ် အများကြီးရောင်းထပ်တော်ညာလည်းပဲကျွန်တော်တို့ပတ်စံတကယ်ရတာတော့တော်တော်နည်းတယ်ပေါ့เนาะအားကြောင့်လည်း budget စီထားတယ်ပေါ့เนาะဟုတ်အားတော်တော်ရှိပါတယ် customer တွေကကျွန်တော်တို့အားပေးရဲ့ပေါ်မှာဒါတော်တော်လေးကိုတမှုထူးခြားတယ်ပေါ့เนาะအဲ့တော့လည်းကျွန်တော်တို့ဒီကနေကျေးဇူးအများကြီးတင်ပါတယ်လို့အာသူတို့ရဲ့အားပေးမှုကြောင့်ကျွန်တော်တို့လောက်ချင်တဲ့ဟာတွေကိုတတိရှိရှိပို့ပြီးတော့လောက်လောက်ရဲလာတယ်ပေါ့เนาะကျွန်တော်တို့မြုံမင်းထားတာတော့အများကြီးပါဒါနောက်ပိုင်းကျွန်တော်တို့မို့တူအခြေလမ်းတွေဆက်ပြီးတော့ထုတ်လာပေးမှာပေါ့เนาะကျွန်တော်တို့ဟိုစောင့်ကြည့်ပေးပါဦးအဲဆိုင်ဖွဲ့ဝင်နိုင်ဝက်45မိနစ်အတွင်းဆိုတော့အကုန်ကုန်ပြီခင်ဗျာ အာသူကကျွန်တော်တို့ခင်းပြီဆိုတာ ਨੇ ပထမတစ်တုပ်လောက်มาတယ်အကုန်ကုန်သွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဆိုင်ရဲ့နေ့တိုင်းသူဟိုကုန်နေဟာပေါ့နော်ဟုတ်အာ customer များလို့ပါကျွန်တော်တို့ထုတ်လုပ်မှုကအရင်တော့မနေပါဘူးအရင်လည်းမများဘူးပေါ့နော်ကျွန်တော်အသင့်တင့်တော့ကျွန်တော်တို့နိုင်တဲ့လောက်ပေါ့နော်ကျွန်တော်တို့ချင်းမကနိုင်တဲ့လောက်လေးတော့ကျွန်တော်တို့ထုတ်ပေးတယ်။အဲလိုပဲပြပေါ်တာကန်စတမာတော့များလို့ပဲပြောမှာပေါ့နော်တော်တော်များပါတယ်ဟုတ်။ကြောက်နေကြည့်အောင်မကြည့်ဘူး။ဆန်ရဲကိုလုံးပန်းနေရတာပေါ့နော်။ဆန်ရဲလုံးပန်းနေရတာပေါ့နော်။ ါဒါတော့ကျွန်တော်တို့ညကတယောက်ကိုတယောက်ဟိုခွန်အားဖြစ်ပေးတယ်ပေါ့နော်ဒါတော့ဟိုမမရဲ့ဒီဆရာထောက်ပံ့ပေးမှုတွေရောကျွန်တော်ရဲ့ဆရာထောက်ပံ့မှုတွေညောက်သားအခက်ခဲစပြီးတော့အရန်များကြရပဲတယောက်ကိုတယောက်ကိုကြီးဖေးမှန်ပြီးကျွန်တော်တို့ကဒီလိုဖြစ်လာခဲ့တာပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ emotional တယောက်ပေါ်တယောက်အများကြီးတက်ရောက်မှုရှိတယ်ပေါ့နော်အဲစိတ်မကောင်းတဲ့ကိစ္စပဲဖြစ်ဖြစ်ပျော်ရွှင်တဲ့ကိစ္စပဲဖြစ်ဖြစ်ကျွန်တော်တို့နှစ်ယောက်စလုံးအများရန်ချက်တူညီမှဖြစ်နေတယ်ပေါ့နော်အဲ80အိမ်မက်တီကတော့ကျွန်တော်တို့ရှိပါတယ်တန်းနိုင်တဲ့လောက်တော့ကျွန်တော်တို့အဲခြေလမ်းလေးကိုဟို ပစ်ချာလေးလမ်းပြီးတော့ကျွန်တော်တို့လှုပ်ချင်တဲ့အရာလေးတွေကိုစနစ်တကျကျွန်တော်တို့သွားဖို့လို့ရှိပါတယ်။အကြမ်းကြီးတာမပြောရသေးဘူးကွာ။ကျွန်တော်တော်တော်များများတော့ကောင်းတဲ့ recommend တွေများပါတယ်။အာကျွန်တော်တို့မကောင်းတဲ့ဟာကြီးလည်းရှိရယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့တတ်နိုင်ဆုံးဖြည့်ဆည်းပေးနေတယ်။အဲပိုကောင်းအောင်တော့မို့တူပါစူးစမ်းပေးနေရပါတော့ကျွန်တော်တို့ချင်းကပေါ့ဟုတ်။ဖြစ်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ဟာဟိုချစ်သူနှစ်ယောက်ဆိုပေမဲ့ကျွန်တော်တို့ရဲ့တွေးခေါ်တွေ idea အမြင်တွေမတူဘူးပေါ့နော်။ကျွန်တော်တို့ကိုယ်တိုင်ညှိရတဲ့အပိုင်းတွေအများကြီးပဲ။အာဘာလို့လဲဆိုတော့ နှစ်ယောက်ဆိုရတဲ့ကတယောက်မဟုတ်တော့ဆိုတော့ကျွန်တော်တို့အဲ idea တွေဆိုရင်မှဘူးကိစ္စတွေအားစဘာပေါင်းကိတ်ချဲ့တာအဆုံးကျွန်တော်တို့နှစ်ယောက်အရင်ဆုံးညှိရတယ်ညှိရတယ်ဆိုတော့ဟိုအလုပ်လေးရမ်းများတယ်ဖြည့်စင်းမှုတွေလည်းရှိတော့နှစ်ယောက်သားအဲ့လိုပဲအဆင်ပြေတယ်လည်းမပြေတယ်လည်းပေါ့နော်တကြတော့ခေါ်တော့ဆင်တော့ရပြပါတယ်အဲ့လိုပဲတရက်တရက်ဘလိုဝင်ပြီးတော့လုံးပန်းနေတယ်အဲ့လိုရံပြရတော့တရားပါပြရပါတယ်ကျွန်တော်တို့လည်းပြရပါတယ်တများတွဲနေလို့ပါပဲဟုတ်ဟဲ့အဲ့ကြောင့်ဖြစ်ရင်ဒီအရင်စိတ်ပင်ပန်းလုံးလို့အဲဆက်တော့မလို့ချင်တော့ဘူးဆိုရဲဟိအောင်ဖြစ်တယ်ဒါမဲ့လည်းပြီးရင်လည်းဩ ပြီးရင်လည်းကျွန်တော်တို့ဆက်ပြီးလုံနိုင်သွားတာပါပဲအာဖီအားကြီးကတော့ရမ်းများတယ်ကျွန်တော်တို့နှစ်ယောက်ဆိုလေဒါစခွင့်ကလေးကနေခုချိန်ကြီးအာကျွန်တော်တို့ဟို position ကောက်သွားတဲ့အတွက်ဖီအားကြီးတော့ကွာသွားပြီပေါ့နော်ဒါပေမဲ့ဖီအားကြီးကတော့အမြဲတမ်းရှိနေတယ်ပေါ့နော်ကျွန်တော်တို့အာဒီမှာတော့ဟိုပါပေါ့ကိုင်းတန်လန်ထိန်ကျွန်တော်ဖီအားလေးရှိပေါ့နော်ပြီးတော့20ထုံးစပင်းဆိုင်ရှိပေါ့နော်အနောက်ရထားဘလောက်မှာချိန်လေးကတော့ကျွန်တော်၄၅ရပါလိမ့်ခင်ဗျာဟုတ်ကျွန်တော်အထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နှစ်ယောက်ကျွန်တော်တို့မော်တော်ဆိုတာကတ္တမာရှိလာလို့ဖြစ်လာတဲ့စိုင်လေးပေါ့နော် ျွန်တော်တို့ကကျေးဇူးဘယ်တော့မှမပေးပါဘူး။အဲ့ဒီထက်လည်းကျွန်တော်တို့ဝယ်ယူအားပေးတဲ့ customer တွေအကုန်လုံးကျွန်တော်တို့ကျေးဇူးထူးတင်ပါတယ်။ဒီနေ့ကလည်းလက်လိုက်လေးလေးကျေးဇူးတင်ပါတယ်ခင်ဗျာ။ပြီးတော့တချို့အဆင်မပြေရလေးရှိလို့ရှိရင်ညီမတို့ရဲ့ page မှာလည်းလာပြီးတော့ပြောပြပေးလို့လည်းရအကြံပေးလို့လည်းရပါတယ်။ဟုတ်ကဲ့။ဒီတော့အကြံပေးမှုတွေအကုန်လုံးကျွန်တော်တို့မလိလို့မရှိပါဘူး။မလိလို့မရှိပါဘူး။ကျွန်တော်တို့တေချာလေးကိုအဲ့ဒါလေးတွေကိုလိုအပ်ချက်တွေကိုပြင်ဆင်ပေးနေပါတယ်ပေါ့နော်။ဟုတ်